အင်္ဂါသားသမီးညာဒီနေ့မှာကံစရာနေထားနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာ2025မှာတိုးတက်ကောင်းမွန်လာမယ်เนาะပြောင်းလဲတိုးတက်လာမယ်အနေထားလေးတွေရှိရဲ့နှစ်စပိုင်းမှာတော့လက်ရှိနေထားအတိုင်းပေါ့เนาะအနေငယ်ခက်ခဲမှုလေးတွေ နော်ဒီနှစ်စာပိုင်းနောက်ကလေးတွေမှာပေါ့နော်နိုင်ငံခက်ခဲမှုတွေတွေအဆင်မပြေမှုတွေတွေအဲကြုံတွေ့ရမယ်လုပ်ငန်းလေးတွေမျှော်လင့်ထားသလောက်ဖြစ်မလာတာမျိုးလေးတွေရှိမယ်နှစ်လပိုင်းကနေစပြီးတော့ပြောင်းလဲတိုးတက်လာမယ့်ကံကြမ္မာပေါ့တယ်နော်နှစ်လပိုင်း2025ဆိုဥမာ4လ5လအတွင်းကနေစပြီးတော့နော်ဒီပြောင်းလဲပြီးတော့တိုးတက်လာတာမျိုးတွေရှိမယ်နော်အဲအဲ့လိုမျိုးနောက်ပြီးတော့ လုပ်ငန်းတစ်တွေတိုးချဲ့တာမျိုးလေးတွေရှိမယ်ပေါ့နော်အလောက်ကင်တစ်တွေတိုးချဲ့လောက်ကင်ငိမ့်လေးတွေရှိရဲနောက်ပြီးတော့လုပ်ငန်းပိုင်းနဲ့မှာတော့အာပြောမယ်ဆိုရင် ခက်ခဲတာလေးတွေပြန်ပြီးအဆင်ပြေတာမျိုးအဆင်မပြေတဲ့အရာတွေပြန်ပြီးအဆင်ပြေတာမျိုးကြံ့ညာနေတဲ့အရာတွေပြန်ပြီးကောင်းမွန်လာတာမျိုးရက်တက်နေတဲ့အလုပ်တွေပြန်ပြီးတော့ကောင်းမွန်နေတဲ့အနေအထားလေးတွေရှိတယ်ပေါ့နော်အဲ့တော့လက်တလုံးမှာတော့အနေငယ်စိတ်တည်ငြိမ်မှုလေးတွေမရှိဘဲနဲ့ရှုပ်ထွေးမှုလေးတွေနေငယ်ရှိမယ်စိုးရိမ်စိတ်လေးတွေကြိုတင်ပူပန်စိတ်လေးတွေများနေတတ်တယ်ပေါ့နော်အဲ့တော့လုပ်ငန်းပိုင်းတွေမှာတော့စိတ်ကိုအေးအေးထားပြီးတော့ပြုလုပ်ပေးမှအဆင်ပြေမယ်နော်လောဘဒေါသမောဟနဲ့လုပ်ငန်းစီးပွားလုပ်ခြင်းပျက်စီးတတ်တယ်ပေါ့နော်အဲ့ဒီနေ့ပိုင်းထဲမှာပေါ့နော်လုပ်ငန်း အလုံးနှစ်ခုကိုတပြိုင်တည်းလောက်ရတာမျိုးလေးတွေရှိမယ်။လုပ်ငန်းတစ်ခုတည်းမဟုတ်ဘဲနဲ့အလုံးနှစ်ခုကိုတပြိုင်တည်းလောက်ရကံရှိရပေါ့နော်။အဲ့တော့လက်ရှိလုပ်ငန်းမြေတခြားလုပ်ငန်းလေးတွေတွဲလောက်ရတာမျိုးတခြားလုပ်ငန်းလေးတွေနဲ့နော်တွဲလောက်ရတာမျိုးလေးတွေရှိမယ်။လူမျိုးခြားနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေပေါ့နော်။အအဆင်ပြေမယ်နိုင်ငံခြားနဲ့ဖက်ဆက်တဲ့လုပ်ငန်းနီးပညာနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေရတော့အဲ့ဒီလုပ်ငန်းလုပ်နေတဲ့သူလေးတွေတိုးတက်အောင်မြင်မယ်။ ဘာပဲဖြစ်ဖြစ်ဒီနေ့ပိုင်းထဲမှာနှစ်ကြိမ်နှစ်ခါဖြစ်မယ်ဘာပဲဝင်ဝင်နှစ်ကြိမ်နှစ်ခါဝင်မယ်ဘာပဲလောရလောရနှစ်ကြိမ်နှစ်ခါလောရတက်တယ်အဲ့တော့တစ်ခုခုဖြစ်မယ်ဆိုရင်လည်းနှစ်ခါဖြစ်မယ်ပေါ့နော်တစ်ခုခုဝင်မယ်ဆိုရင်လည်းနှစ်ခါဝင်မယ်တစ်ခုခုလောက်တော့မယ်ဆိုလည်းနှစ်ခါလုံးမအောင်မြင်မယ်တစ်ကြိမ်တစ်ခါတည်းမပြည့်ပြတ်ဘဲနဲ့နှစ်ကြိမ်နှစ်ခါပြုလုပ်ရမယ်ကံကြမ္မာမျိုးဖြစ်တယ်ပေါ့နော်ဒီနေ့ကကံကြမ္မာရဒါအင်္ဂါသားသမီးတွေပေါ့နော် အဲ့လိုမျိုးအဲ့တော့ဘာပဲလုပ်လို့ရှင်ပြိုင်မှုလေးတွေမနာလိုမှုတွေရှိမယ်เนาะထိုຢာတွေကတော့မမိကြော်လွားနိုင်ပါလိမ့်မယ်เนาะအဲ့တော့လုံငန်းပိုင်းတွေမှာတော့စိတ်ဖီစီးမှုစိတ်ပင်ပန်းမှုလေးတွေအားများနေမယ်အနည်းငယ်အားစိုက်ထုတ်ပြီးတော့စူးစမ်းရုံးကန်ရမယ်เนาะနည်းနည်းလေးအားစိုက်ထုတ်ပြီးစူးစမ်းရုံးကန်ရမယ်အဲ့တော့ပြည်ရင်းပြည်ပါခီးတွေပေါ့မယ်เนาะအဲ့တော့စိတ်ကူးအဂျင်စီတွေအကောင့်တွေဖော်လို့ရတယ်ကိုစိတ်ကူးထားတဲ့အဂျင်စီတွေကိုဖြည့်စင်တဲ့ဆန္ဒတွေလက်တွေ့အကောင့်တွေဖော်လို့ရတဲ့နှစ်ဖြစ်တယ်ပေါ့เนาะအဲ့လိုမျိုးလေးတွေ အဲ့တော့ဒီနေ့ပိုင်းနဲ့မှဆိုစာရေးကရိယာထုတ်ဝေတဲ့လုပ်ငန်းလေးတွေနော်စာအုပ်စာတန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေစက်ပစ္စည်းစားတောက်ကုန်စတိုးဆိုင်စံစီဆေးနဲ့ပတ်သက်တဲ့လုပ်ငန်းနော်ဒါအင်ကာနန်တွေအကျိုးပြုတယ်နောက်စနေနန်တွေတောက်ကြာနန်ဂျာတာဘေးနန်တွေအကျိုးပြုတယ်တောက်ကြာနန်တွေကတော့ဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းတက်သီးလုပ်ငန်းတွေပေါ့နော်တုတ်တန်တဲ့လုပ်ငန်းတွေအကျိုးပြုတော့နောက်ပြီးတော့အကျိုးပြုတယ် စနေနံပစ္စည်းတွေဖြစ်တဲ့နီးပညာနဲ့ပတ်သက်တဲ့လုပ်ငန်းနိုင်ငံခြားနဲ့ဖက်ဆက်တဲ့လုပ်ငန်းတွေအထည်လုပ်ငန်းတွေပေါ့နော်ဓာတ်ဆီဒီဇယ်လုပ်ငန်းတွေအကျိုးပြုတယ်နောက်ထပ်ကြာသာပိုင်းနဲ့နေဖြစ်တဲ့ပွဲရုံပွဲစားလုပ်ငန်းပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းပေါ့နော်အတက်ပညာဉာဏ်ပညာပိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမွေးမြူရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပြုရတဲ့အတွက်ဒီလုပ်ငန်းတွေနဲ့တစ်ဖက်တစ်လမ်းတွဲလုပ်ပါနော်လက်ရှိဒီလုပ်ငန်းလုပ်နေတဲ့သူတွေတဲ့လုပ်ငန်းစီးပွားအဆင်ပြေမယ်အဲ့ဒီနံပစ္စည်းတွေလည်းအဝင်ရှိတယ်ပေါ့နော်အထယ်လိုက်တို့နော်ဆက်ပစ္စည်းတို့ နော်အဲ့လိုမျိုးတွေမြေတို့အမွေတို့ရရှိတာမျိုးတွေကြုံတွေ့ရမယ်နှစ်ဖြစ်တယ်။အိမ်ပြင်အိမ်ဆောက်အိမ်သစ်ဝင်တာလေးတွေကြုံတွေ့ရတတ်တာပေါ့နော်။အဲ့တော့ဒီနှစ်ပိုင်းထဲမှာအဲ့တော့လုပ်ငန်းပိုင်းနေမှာပေါ့နော်အဲ့ဒါအတိုက်ခိုက်လေးတွေရှိရတဲ့အတွက်သတိထားပြီးတော့လုပ်ငန်းစီးပွားလုပ်ပေးပါလူကိုယ့်ရဲ့ကိုယ်ရေးကိုတာကိစ္စတွေတွေ့ပြတာတာမင်တာတွေတော့မလုံးနဲ့ပေါ့နော်သတိထားစတူရှယ်ယာလုပ်ငန်းလေးတွေပေါ့နော်စိတ်သဘောထားကွဲလဲမှုလေးတွေရှိမယ် ဲ့တော့ဆက်တူရှယ်ယာလုပ်ငန်းလုပ်ချင်းတတိထားလောက်ရမယ်နေထားပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့တော့မမီးကနော်ဒီဘာပဲလုပ်လို့နော်ဒီနေပိုင်းထဲမှာစကားပြောဆိုတာမှာတတိထားပြီးပြောဆိုပါစိတ်လေးမှန်မှန်ပြုလုပ်တာရှောင်ပေါ့နော်အဲ့တော့ဘာပဲလုပ်လို့စကားပြောဖို့နေရာမှာလိမ့်မလိမ့်မပါနဲ့ဖို့တော့လိုမယ်နော်အဲ့လိုမျိုးလေးတွေအာပြောတဲ့အာပြောဆိုဆက်ဆံတဲ့နေရာမှာတတိထားပြီးအရာရာ ပြောဆိုဆက်ဆံမယ်ပေါ့နော်လူမှုပေါင်းနဲ့ဆက်ဆံရင်းမှာ အဲ့တော့ဝန်ထမ်းတွေဆိုရင်တော့ဒါအလုံးနေရာဌာနအပြောင်းလဲတွေရှိရယ်เนาะအစိုးရဝန်ထမ်းဆိုရင်တင်တဲ့တယောက်ကိနေရှိမယ်နေရာဌာနအပြောင်းလဲတွေရှိမယ်ယာရုလာစာတော့တိုးမယ် အကြီးကဲထက်လူကြီးဖျားပေးခြင်းခံရမျိုးလုပ်ငန်းပိုင်းတွေမှာပြိုင်ဆိုင်မှုအတိုက်ခံတွေအများလာမျိုးတွေတွေရှိမယ်ပေါ့နော်ဆေးရောလူရောပြင်းမဲနေတတ်တယ်အောင်းနိုင်ငယ်သားရောအကျိုးပြုမယ်နော်မမီလာရောငယ်သားတွေအကျိုးပြုခြင်းတွေခံရမယ်ရောင်းဝယ်လုပ်ငန်းလုပ်နေသူတွေရောင်းဝတ်တတ်မယ်နော်အမြန်ဆုံးနေရရှိမယ်အဲ့လိုလုပ်ငန်းတိုးချဲ့တာမျိုးတွေလည်းကြုံမယ်ပေါ့နော်အဲ့လိုလုပ်ငန်းတိုးချဲ့မယ်ဆိုရင်စမအရှေ့ပိုင်းမှာပြောတယ်ဂျာတာဘေးနဲ့ အင်ခါနဲ့စနေနဲ့တောက်ကြနေနေတဲ့လုပ်ငန်းတိုးချဲ့မယ်ဆိုအဆင်ပြေမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့လုပ်ငန်းစီးပွားနဲ့ဒူဘာသာရေးကာမှုကုသိုလ်လေးတွေရှင်တွဲပြီးတော့အလုပ်လုပ်ပေးနော်အကိုကအရှင်မစီးပွားတွေမဲရှာနေနောက်မှကုသိုလ်ရေးဘာသာရေးပိုက်အားနေတဲ့အခါမှာကန်ဆိုးတဲ့နှစ်ကန်ဆိုးတဲ့လာတွေဒုက္ခရောက်တတ်တယ်နော်ဒီဟာလေးတွေသတိထားပြီးတော့စီးပွားရေးလုပ်ပါနော်အာတတိထားပြုလုပ်ပြီးတော့စီးပွားရေးလုပ်ပေါ့ကုသိုလ်ကောင်းမှုဘာသာရေးနဲ့တွဲပြီးတော့နော်အဲ့တော့ငွေကြေးခံတော့ဒီနှစ်မှာနော်ငွေကြေးခံတာလေးတွေကအဝင်ရောက်ခက်ကြီးများမယ် နော်မနစ်ကလည်းဝင်ထွက်များတို့ဒီနေ့မှလည်းဝင်ထွက်များတယ်နော်အဲဒါအင်္ဂါသားသမီးတွေကအော်ငွေရှားတာတော့မနစ်ကနဲ့လွယ်လာလိမ့်မယ်နော်2024ထက်2025မှာလွယ်ကူလာမယ်အဲ့တော့ရဲဆက်ရှိရည်ပြန်ရနိုင်တယ်ပေးဆက်ရှိရည်လည်းကိုကပြန်ပေးနိုင်တယ်သူများကိုပေးဖို့ရှိတဲ့အခါကြီးလည်းပြန်ပေးနိုင်တယ်ကိုကရဲဆက်ရှိရည်အရာကြီးလည်းပြန်ရနိုင်တယ်ဒါပေမဲ့ငွေလူလိန်ခံရတဲ့အတွက်အမခန္ဓာချင်းကားတာဖြက်လန်းနည်းနဲ့ငွေရှားတာမလုပ်ပါနဲ့နော်ငွေကအဖက်ဖက်ကရှာနိုင်မှမြင်းမယ် လက်ထဲမှာပေါ့နော်ကိုကိုတိုင်းငွေသုံးများနေတယ်ငွေသုံးလက်ဖွာနေတယ်ငွေရောပေါက်တင်များနေတယ်ထိုးရတဲ့ထိန်းထိုးရတဲ့တတိထားပြီးသုံးဆွဲမှငွေမြဲမယ်နော်ငွေဝင်လန်းချောင်းနေရတော့ပေါ်လာမှာငွေလဲငွေဝင်လန်းနေရတော့ပွင့်လာလိမ့်မယ်ထိုးဒီလိုမျိုးပွင့်လာပြီးလန်းချောင်းနေပေါ်လာပြီးဆိုရင်တော့အခွင့်ရရအောင်ယူပေါ့နော်အဲ့တော့ငွေကိုချွေတာပါကိုတိုင်းလက်ဖွာနေတာတွေတတိထားပါနော်အဲ့တော့ သူတစ်ပါးကိုငွေကြေးထောက်မှန်ပေးနေရမှုကြောင့်ငွေကြေးเนาะအထွက်များတာမျိုးတွေရှိမယ်ငွေဝင်ဒါနကောင်းမှုပြုပါเนาะအဲ့တော့တစ်ခါတလေပေါ့ငွေအတွက်ပူပန်ဆရာလေးတွေပူပန်မဲ့လာလေးတွေရှိရဲပေါ့เนาะထို့ကြောင့်ရရာသတိနဲ့သုံးဆွဲမှเนาะငွေကိုချွေတာနိုင်မှစုဆောင်းနိုင်မှငွေကြေးမြဲလိမ့်မယ်ပေါ့เนาะဒါတော့ငွေကြေးခံတာလေးတွေပေါ့နောက်ထပ်ပြီးတော့မိမိတို့အနေနဲ့လူမှုရေးခံတာလေးတွေပေါ့เนาะအဲ့တော့လူမှုရေးခံတာလေးတွေကြီးလိုက်တဲ့အခါမှာလူမှုပိုင်းမှာအားနည်းတဲ့နှစ်ဖြစ်တယ်เนาะ အဲ့တော့မိမိကိုချစ်တဲ့သူတွေရှိသလိုအမြင်မကြီးတဲ့သူတွေလည်းရှိတယ်။မိမိပေါ်ကောင်းတဲ့လူတွေရှိသလိုမိမိပေါ်မကောင်းတဲ့လူတွေလည်းရှိတယ်။အဲ့တော့ဘာပဲလုပ်လို့အတိုက်ခံနေတွေတော့အာနော်ဒီကြုံတွေ့ရမယ်။ထိုကိုက်တိုက်ခံနေတွေကြော်လာပြီးမှအောင်မြင်မယ်ပေါ့နော်။လုပ်ငန်းပိုင်းတွေမှာတော့ရှင်ပြိုင်မှုအားများမယ်။မနော်အကြီးကဲထက်လူကြီးပိုင်းနေနဲ့အဲသဘောထားကွဲလွဲမှုလေးတွေရှိမယ်ပေါ့နော်။အိမ်မှာရောလုပ်ငန်းပိုင်းတွေမှာရောပေါ့နော်။အားလေးတွေအေးတတိထားပေါ့နော်။အာနောက်ပြီးတော့မမီကလူယုံဒုက္ခပေးတဲ့အတွက်လူယုံတတိထားပေါ့နော်အကိုရဲ့ အဲစီပွားရေးလုပ်မယ်ဆိုရင်လည်းပဲစီပွားရေးကိစ္စတွေပြည့်ပြတာတတ်မြင်တာတွေတတိထားပေါ့နော်အမှုခင်းပြဿနာလေးတွေဂျုံသွားတက်တယ်အမှုမဖြစ်အောင်နေပြဿနာမဖြစ်အောင်နေပေါ့နော်အမှုခင်းပြဿနာလေးတွေနော်မဖြစ်အောင်နေဖြစ်ရှင်နော်ကြာတက်တယ်ပေါ့နော်အမှအချိန်ကုန်ငွေကုန်လူပန်းဖြစ်တက်တယ်ပေါ့နော်အဲ့လိုမျိုးလေးရှိရဲ့အဲ့တော့ဆိုင်လမ်းမှာပြုတ်တာလေးတွေเนาะအထူးရှောင်ပေးပါအဲ့တော့ဒီ ဒေါသကြီးတတ်တယ်เนาะဒီနေ့ဒီ2025မှာအရာရာမှာပေါ့เนาะဒေါသကြီးတတ်တယ်စိတ်ညံနေတာမျိုးတွေရှိမယ်ထိုအရာတွေဖြစ်လာပြီဆိုရင်ကိုကိုကိုပေါ့เนาะတတိထားပါเนาะဘာသာရေးကောင်းမှုတွေတွေပတိလေးတွေစိတ်ပြီးတော့စိတ်ကိုညင်အောင်ထားပြီးတော့ပြုလို့ပြောဆိုနိုင်ပို့ပြီးတော့အဆင်ပြေမယ်เนาะနောက်ထပ်အိမ်တွင်းအိမ်နောင်ရေးခန္ဓာတွေပေါ့เนาะအာဒီ2025မှာအင်္ဂါသားသမီးတွေအိမ်တွင်းအိမ်နောင်ရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာ အနှဲငယ်စိတ်ညစ်စရာလေးတွေရှိမယ်ပေါ့နော်မိမိရဲ့အိမ်မှာအမေအဖေတော်လည်းကောင်းအတော်တော်လည်းကောင်းပေါ့နော်အကိုအမနဲ့တော်လည်းကောင်းအဆင်မပြေဖြစ်မယ်နော်မိမိနဲ့အလိုဟိုဆန့်ကျင်ဘက်အရာတွေဖြစ်နေတာမျိုးနော်စိတ်သဘောထားကွဲလာတာမျိုးတွေဖြစ်ပြီးတော့တယောက်တစ်ခုစကားများနေရမျိုးတွေရှိရပေါ့နော်အဲ့လိုမျိုးလေးတွေမိမိရဲ့မိသားစုတိုင်းဝမ်းကိုလည်းအကူအညီထောက်ပံ့ပေးနေရမျိုးတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အကြီးအကဲပိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ပူရတာမျိုးစိတ်တိုင်းမကြတာမျိုးတွေလည်းရှိမယ် တော့လမ်းငယ်သားတော့အကျိုးပြုမယ်အောင်းလမ်းငယ်သားညူကိုအမောင်နှမရှိတော့เนาะကိုထက်ငယ်ပိုင်းတွေကတော့ အာအကျိုးပြုမဲ့အထက်တော့ပါတယ်ပေါ့နော်အဲ့တော့အိမ်အောင်ရေးပိုင်းတွေမှာတော့အစမပြေမှုလေးတွေနှဲငယ်ပေါ့နော်ရှင်မဲအေးချက်မှုနှဲငယ်အားနှဲနေတတ်တယ်နော်မိမိအိမ်အောင်ဘက်နဲ့မကြခဏသူတခုံးကိုတခုံးသူလည်းအရှုံမပေးကိုလည်းအရှုံမပေးပေါ့နော်အဲ့လိုမျိုးလေးတွေတော်တော်တရားအတိုင်းခံနေစကားပြောနေရမျိုးရန်ပေါ်နေတာမျိုးရန်များနေတာမျိုးလေးတွေရှိနေတတ်တယ်နော်အိမ်အောင်ရေးမှာဂျားလူအနောက်ချက်လေးဝင်လာနိုင်တဲ့အနောက်ချက်တွေရှိတယ်ပေါ့နော်နှူးသားထဲမှာထိုးရတွေကိုကြော်လာနိုင်မှအဆင်ပြေလိမ့်မယ်အိမ်အောင်ရေးဆရာရှုပ်တာတွေဖောက်ပြန်တာတွေဖြစ်လာပါကမမြုံနေထားတဲ့ပြဿနာလေးတွေ ေတက်လာနိုင်တဲ့အတွက်ထိုးအရာလေးတွေအထူးသတိထားရှောင်ပါเนาะတရားနဲ့တရားတစ်ခါလေးပေါ့เนาะဒီပြောမယ်ဆိုရင်တဏှာဝိညာဉ်မျိုးလေးတွေလည်းဖြစ်လာတတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေယုံကြည်မှုနဲ့နားလည်မှုနဲ့သစ္စာရှိရှိနဲ့အလျှော်ပေးရှုံမှုပြီးလက်တွဲနိုင်မှအေဂျင့်မဲ့အိမ်တော်ရေးမျိုးကိုပိုင်ဆိုင်နိုင်မှဖြစ်တယ်။ထို့ကြောင့်အိမ်တွင်းအိမ်တော်ရေးခန္ဓာလေးတွေမှာအထူးသတိထားဖို့လိုအပ်လိမ့်မယ်နော်။နောက်ထပ် မေတ္တာရေးခန္ဓာလေးတွေပေါ့နော်ငွေရသူတွေတက်မေတ္တာရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာမေတ္တာရေးအလွန်ဆန်းပွင့်တဲ့အနေဖြစ်တယ်ပေါ့နော်ဒီအဲဆုံးဖြတ်ခတ္တာမျိုးလေးတွေရှိမယ်မိမိကိုစိတ်ဝင်စားနေတဲ့သူတွေတယောက်မှကနှစ်ယောက်ပေါ်မယ်ပေါ့နော်ရွေးချယ်ခက်ခဲတာမျိုးစိတ်နှက်ခွဖြစ်တာမျိုးဟိုတယောက်လိုလိုဒီတယောက်လိုလိုဟိုတယောက်ကိုရွေးချယ်ရတာမျိုးဒီတယောက်ကိုရွေးချယ်ရတာမျိုးနဲ့စိတ်နှက်ခွဖြစ်တာမျိုးတွေတော့ရှိလာမယ်နော်အခြေခံလေးမှာအဲ့တော့စမ်းပွင့်တယ်တကယ်လို့ကိုကချစ်သူကြီးသားမရှိသေးဘူးဆိုရင်တော့ချစ်သူကြီးသားရလာလိမ့်မယ် နော်အထီးကျန်တဲ့သူတွေရှိနေတယ်ဆိုရင်လည်းပဲဒီအထီးကျန်သူတွေရှိနေတယ်ဆိုရင်လည်းအခြေရေးပြန်ပြီးတော့နော် အားကောင်းလာပြီးတော့ချစ်သူအစ်ထက်ရတာမျိုးတွေရှိမယ်နော်ဒီနေ့ပိုင်းထဲမှာနောက်ပြီးတော့အဲ့လိုမျိုးပေါ့နော်ငွေရသူတွေအတွက်ကတော့ဒါအခြေရေးပြန်များနေတဲ့ကာလဖြစ်မယ်ပေါ့နော်အချိန်အောင်ဆွန့်ပြီးတော့အချစ်သူကိုကူးပြောင်းတဲ့ကာလတို့ရောက်ရှိတဲ့နှစ်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးနှစ်ယောက်ကြားပြန်များတဲ့တန်ကြမ်းမှမျိုးပေါ်တယ်နော် အဲ့လိုမျိုးအဲ့တော့ချစ်သူဆောင်တဲ့အနေနဲ့ကတော့နော်နှုတ်ဦးသားမှာစိတ်တိုင်းမကြစိတ်လိုမကြမှုတွေရှိမယ်တရားနဲ့တော့သဝင်လိုမှုတွေစိတ်မချမှုတွေအားများမယ်နော်နှုတ်ဦးသားထဲမှာအဖြစ်စီလေးတွေဝင်လာမယ်အမျိုးသမီးအဖြစ်စီနောက်ဆက်လေးတွေအမျိုးသားအဖြစ်စီနောက်ဆက်လေးဝင်လာနိုင်တဲ့သစ္စာရှိလက်တွဲပါနော်အခြေရေးဆရာရှုပ်တာတွေဖောက်ပြန်တာတွေဖြစ်လာတတ်ပါတယ်အဲ့ဒါလေးတွေကတော့တတိထားရှောင်မှရလိမ့်မယ်တကယ်လို့အဲ့လိုမျိုးတွေဖြစ်လာပြီဆိုရင်အခြေရေးပိုင်းမှာကွဲကိန်းပြဲကိန်းတွေဂျုံတွေးရတတ်တယ်နော်အဲ့တော့အခြေရေးဆရာရှုပ်တာလေးတွေကတော့ရှောင်ပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ မမျော်လင့်မဲနဲ့လည်းအိမ်အောင်ကြနိုင်တယ်ပေါ့နော်ရုပ်တဲ့အိမ်အောင်ကြတာမျိုးတွေတွေကြုံတွေ့ရမယ်အဲ့တော့ယူမယ်ဆိုယူလို့ရတယ်ပေါ့နော်ယူမယ်ဆိုယူလို့ရတယ်ဒါပေမဲ့ အပြည့်စုံမှုလေးတွေတော့အားနည်းတတ်တယ်เนาะအဲကြောင့်ခြေခံနာလေးတွေမှာလည်းနားလည်မှုနဲ့သစ္စာရှိရှိလက်တွဲဖို့လိုအပ်လိမ့်မယ်เนาะနောက်ထပ်ဒါ2025ခုနှစ်အတွက်အင်္ဂါသားသမီးတွေရဲ့ကျန်းမာရေးခန္ဓာကိုပြောပြပါမယ်အဲတော့ကျန်းမာရေးခန္ဓာလေးတွေမှာတော့လက်ရှိမှာပေါ့เนาะကြီးကြီးမားမားယောဂဆိုးတွေမရှိပေမဲ့လည်းအနည်းငယ်တော့ဖြစ်နေတတ်တယ်ပေါ့เนาะဥကောင်းမကြည့်တာမျိုးလေးတွေအာရုံကြောအားနည်းတာလေးတွေအိတ်မပြောတာ အကျောတက်တာလေးတွေဖြစ်မယ်အဆိုင်၄အောက်နာလေးတွေဖြစ်မယ်နော်အဆိုင်1ဘိုက်နဲ့ပတ်သက်တဲ့လေးအောက်နာနှလုံးအားနေပြီးတော့မူမောရှင်တုံနာလေးတွေဖြားနာတာလေးတွေရှိမယ်နော်ဒါငရေသူတွေပေါ့အတကြီးပိုင်းမှာဆိုစီချိုသွေးချိုဖြစ်တာမျိုးလေးတွေသွေးတို့နှလုံးယောဂါလေးတွေဖြစ်မယ်နော်သွေးတို့နှလုံးယောဂါလေးနောက်ရေချိုမာပြီးတော့ ြစ်တဲ့တဲ့ရေချိုးမှပြီးကျမ်းမာရင်ညံ့တာမျိုးလေဖျင်းတာလေးဖျက်တာမျိုးလေးရှိတဲ့တဲ့အတွက်အတကြီးပိုင်းနေဆိုကျမ်းမာရင်နည်းနည်းလေးဂယူးဆိုင်ပါနော်စေတိုစေတလောရတာမျိုးစေကံပြနေရတော့ဂျုံမဲအသက်အန်နေဆိုရင်ဇာတော့မရှိပဲမတက်နာလေးတွေဖြစ်မယ်နော်အဲ့လိုမျိုးလေးတွေပေါ့အဲ့တော့ကျမ်းမာရေးပိုင်းကိုနံပါတ်၄ဂယူးဆိုင်ဖို့လိုအပ်လိမ့်မယ်နော်နောက်ထပ်ပြီးတော့ပညာရေးကဏ္ဍပေါ့နော်အဲ့တော့အင်္ဂါသားသမီးတွေရဲ့2025ပညာရေးကဏ္ဍအထူးကောင်းမွန်တဲ့ကာလဖြစ်တယ်ပေါ့နော်စူးစမ်းသလောက်အောင်မြင်မှုတွေရရှိမယ်အသိပညာပူးတွားရေးတိုးပွားမယ်နော် အာအတန်းပညာဖြင့်တခြားသောဘာသာရဲ့ဤပညာပေါ့နော်ဘာသာရဲ့ပညာဤပညာဘာသာစကားသင်တန်းတွေနဲ့တက်ရောက်ဖို့ရှိတယ်တက်ပါမမိဘွားအတွက်အရေးပါတဲ့သင်တန်းတွေထိရောက်မသင်တန်းတွေဖြစ်တယ်ဆရာကောင်းနဲ့တွေ့ပြီးတော့အောင်မြင်မှုတွေရရှိမယ်ပေါ့နော်ရဝေးပညာရက်တွေယနီးပညာရဝေးရပညာရက်တွေပေါ့ရနီးရပညာရက်တွေရောသင်ကြားရတာမျိုးတွေရှိမယ်ပေါ့နော်တခါလေပညာရေးပိုင်းမှာပေါ့တခြားအရာတွေစိတ်ညစ်တဲ့အတွက်စိတ်မပါသလိုဖြစ်လာတတ်တယ်ထိုအရာတွေကပေါ့နော်ဒီအဖြစ်အနောက်ရှက်လေးတွေကိုတတိထားရှောင်ပြီးတော့စူးစမ်းမယ်ဆိုရင်အောင်မြင်မှုရရှိမယ်နှစ်တစ်နှစ် ဖြစ်ပါတယ်เนาะ။ဒါကြောင့်ပညာရဲ့ဒီနေ့ကစ조사တလောက်အောင်မြင်မှုရရှိမှာပါเนาะ။ နောက်ထပ်ပြီးတော့နိုင်ငံခြားခီးပေါ့နော်ပြည်တွင်းပြည်ပခီးကိုကြည့်လိုက်တဲ့အခါမှာအားကောင်းတဲ့အနေဖြစ်ပါတယ်နော်အဲ့တော့နိုင်ငံခြားခီးတွေကတော့အနိုင်ငံခက်ခဲမှုတွေကြုံတွေ့ပြီးမှအဆင်ပြေမယ်ပြည်တွင်းခီးစင်တွေလည်းသွားဖို့ရှိတယ်ပေါ့နော်နိုင်ငံခြားကံအခွင့်အလမ်းတွေပေါ်လာမယ်နော်သွားရောက်ဖို့အတွက်အခွင့်အလမ်းတွေပေါ်လာတာမျိုးတွေရှိမယ်သွားဖို့ကြိုးစားနေသူတွေကတော့ခီးစင်ထွက်ရပါတာမျိုးတွေခီးရောက်တာမျိုးတွေပေါ့နော်နိုင်ငံခြားကိုသွားရတာမျိုးတွေနိုင်ငံခြားထွက်ရတာမျိုးတွေရှိမယ်ဗီဇာပတ်စ်ပို့ကိစ္စတွေလည်းပူစေပြီးတော့ငွေကုန်ကြေးကြေးလေးတွေတော့များနေတတ်တယ်နော်အဲ့လိုမျိုးတွေတော့ရှိမယ် ဒါဒီနှစ်အတွက်နိုင်ငံခြားကံပေါ့နော်အဲ့တော့ပြည်ပြည်ရင်းခီးကံလည်းရှိတယ်နိုင်ငံခြားကံလည်းအားကောင်းတယ်နော်အဲ့တော့ဒီတနေ့ပတ်လုံးပေါ့နော်အချိုးပေး lucky ကနန်းလေးတွေပေါ့နော်အထီကနန်းလေးတွေကိုကြည့်လိုက်တဲ့အခါမှာ၃ကနန်း၊ခွန်ကနန်း၊၅ကနန်းကတော့ lucky ကနန်းလေးတွေပေါ့နော်အချိုးပေးထီကနန်းလေးတွေဖြစ်ပါတယ်ဒီနှစ်တနှစ်တာအတွင်းမှာအချိုးပေး lucky color လေးတွေအယောင်လေးတွေကြည့်လိုက်တဲ့အခါမှာအနက်ပွင့်အနက်ရောင်၊ညိုပွင့်ညိုရောင်လေးတွေအပြာရောင်ခဲရောင်လေးတွေရတော့ အရေးကြီးသောလုပ်ငန်းကိစ္စသွားလာရမှာတော့လောက်ကောင်းအရေးကြီးသောကိစ္စတွေမှာဝစ်စင်အသုံးပြုတာတော့လောက်ကောင်းခီးကိစ္စတွေသွားလာရမှာဝစ်စင်အသုံးပြုတာတော့လောက်ကောင်းကန်စာတာပွင့်လန်းမဲ့ကာလာလေးတွေဖြစ်ပါတယ်နော်နောက်ထပ်ပြီးတော့ဒီတနင်္လာနော်ဆောင်ရံရှောင်းရံလေးတွေရှိပါတယ်အဲ့တော့ဆောင်ရံနော်အနေနဲ့ကတော့ဘာသာတရားအထူးပြုလုပ်ပါနော်တက်ကြီးပူဇော်တာလေးတွေပြုလုပ်ပါအစာအိမ်စာရှားဘက်လိုစားတော့ပေးဦးတဲ့ရှားဘက်လိုဝတ်ထည့်လူပေးပါနော်ကာမကုသိုလ်လေးနဲ့ဖြတ်တဲ့ တော့ဒါဆောင်ဖို့ရှောင်ဖို့ကြတော့ဒီနေ့ပိုင်းထဲမှာပေါ့နော်အာပေါ့နော်သူ့သက်သက်ချင်းရှောင်လောင်းကစားပြုလုပ်တာဖြန်လန်းနည်းနဲ့စီးပွားရေးရှာတာအထူးရှောင်ပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီလိုမျိုးဆောင်ရရှောင်လေးတွေပေါ့နော်တစ်နှစ်တာလုံးပြုလုပ်သွားမယ်ဆိုရင်အရာရာအဆင်ပြေမှုတွေကံကောင်းခြင်းတွေပိုင်းဆိုင်နေမှာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ ရေဒီယာပြောပေးပါမယ်။ကံကောင်းမှုအတွက်ရေဒီယာလေးတွေကတော့နော်ဒီနေ့ပိုင်းထဲမှာမိအိမ်ပြန်မှာအများရန်နှင်းစီပန်းသို့မဟုတ်မွေးသောပန်းလေးတွေအများရန်ကတ်လူပေးပါ။ရေတစ်ခွက်ထောပတ်ထမင်းအများရန်ကတ်လူပြီးတော့ လူရဆူတောင်းမှာเนาะဒါနေစဉ်ကတ်လူလို့ရတယ်တပတ်ကို2ချိန်3ချိန်စေတနာရှိသူလို့ကတ်လူပေးလို့ရတယ်เนาะနောက်ထပ်ပြီးတော့လမ်းပေးခွေးလေးတွေအစာကျွေးတာမျိုးတွေညှက်ခလေးတွေလွတ်တာလူသွားလမ်းလေးတွေအမိုင်ရှင်းမှာเนาะအဲ့လိုမျိုးလေးတွေเนาะပြုလုပ်ပေးခြင်းဖြင့်ကံတရားရဲ့เนาะအញ្ញံခိုင်လေးတွေပပျောက်သွားမှာဖြစ်ပါတယ်ဒီရေတရားတွေဒီလိုအញ្ញံခြေတရားလေးတွေမကြမကြပြုလုပ်ပေးခြင်းဖြင့်ကံကောင်းမှုတွေပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်เนาะဒါကတော့ဒီတနစ်စာလုံးအတွက်အင်္ဂါသားသမီးတွေရဲ့ဒါဒီ positive ဖြစ်ပါတယ်เนาะဒီဆင်မှာပြောတဲ့အတိုင်းလိုင်းနာကျင်သုံးခြင်းဖြင့်ကံကောင်းမှုတွေကံစာတာပေါ့เนาะဒီပြန်လဲပွင့်လန်းလာတာမျိုးတွေဖြစ်ပေါ်လာလိမ့်မယ်ဆောင်ရံလေးတွေဆောင်ရှောင်ရံလေးတွေရှောင်ပြီးတော့ဒီ2025တနင်္လာနေ့နေထိုင်ပြုမှုပြောဆိုခြင်းဖြင့်ရရအစဉ်ပြေချုံမှုတွေရရှိလာမှာဖြစ်ပါတယ်เนาะ